ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်အတွင်းမှာစစ်ကောင်မရှင်တပ်လက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့ကရက်ကွက်ဟိုတယ်တဲခုခန်းနဲ့ကားဂိတ်တွေမှာအော်တိုဘားလတတိယဘက်ကစတင်ပြီးတဲခုခန်းတွေရင်မောင်းလူတွေရဲ့အချက်လက်တွေကိုလိုက်လံစစ်ဆေးနေတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ ောင်ကြီးသက်ဆောင်နိုင်ကာလနီးကပ်လာပြီးတောင်ကြီးမြို့မှာအကြမ်းဖက်ဖွဲ့စည်းတွေအဖြတ်မှလုပ်ငန်းတွေကျူးလွန်နိုင်တာရှိတယ်လို့စစ်ပြေးရဲပြေးတရခန့်ပြီးနဲ့အကြမ်းဖက်တမားတွေကိုဖမ်းဆီးနိုင်ဖို့လိုအပ်တယ်ဆိုတဲ့ညွှန်ကြားချက်ကြောင့်ဟုတ်တယ်မူတဲတဲခုတ်ခန်းတွေမှာတရင်ချက်လက်တွေလိုက်လံစစ်ဆေးပြီးကားဂိတ်တွေကနေလည်းပုံးတွေကနေသစင်အချက်လက်နဲ့ဗီဒီယိုတွေအထိစစ်ဆေးနေတယ်လို့သိရပါတယ်တောင်ကြီးမြို့မှာအခုလိုစစ်ဆေးတာဟာဒုတိယအကြိမ်ဖြစ်ပြီးပြီးခဲ့တဲ့ဩဂတ်လကလည်းစစ်ဆေးခဲ့သေးတယ်လို့သိရပါဗျ။ ဒေသခံပြည်သူတွေကတော့အခုလိုဖြစ်စဉ်တွေကြောင့်မလုံခြုံမှုတွေခံစားရတယ်လို့ထပ်မံစစ်ဆေးတာတွေပြုလုပ်မှာဖန်ဆီးခံရမှာငွေညစ်ခံရမှာတွေကိုလည်းစိုးရိမ်နေတယ်လို့တရင်းရင်းမြစ်တွေကပြောပါတယ်မတော်ရင်တွင်လည်းခီးတယ်တွေရဲ့ကိုရီးကိုတာချက်လက်အပြည့်စုံကိုတိတ်ချစစ်စစ်ပြီးသက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရက်စကန်စီပို့ဖို့အမိန့်ထုတ်ပြန်ထားပြီးဟိုတယ်နဲ့ရမောင်းတွေကလည်းပူးပေါင်းဆောင်ရွက်ပေးဖို့ညွှန်ကြားထားတယ်လို့သိရပါဗျ။